ရွှေပြည်သာမြို့နယ်တာရုကန်စမှုဆောင်တင်းနေရှိမြေလွတ်မြေရိုင်မိုးစပါးစီမံကိန်းဝင်လက်မည်များပေါ် K2MD ကုမ္ပဏီနဲ့မူလလုတ်ကိုင်းနေတဲ့လယ်သမားများပိုင်ဆိုင်မှုအငင်းပွားနေစဉ်အစိုးရကုမ္ပဏီကလက်မည်များပေါ်မှာတဲဖို့ခြင်းညှိနှိုင်းခြင်းတွေလှုံ့ဆော်နေရလို့လယ်သမားတွေကဇန်နဝါရီလ16ရက်နေ့ကပြောကြားခဲ့ပါတယ်ကေဒုမဒီကုမ္ပဏီဟာ2013ခုနှစ်ဇွန်လအတွင်းကလည်းအဆိုပါလယ်မြေဧက90ကျော်ရှိစိုက်လက်ဆစဘာစိုက်ကင်းများတွင်သဲဖို့ခြင်းများဆောင်ရွက်ခဲ့ပြီးလက်သမားများမှအိုက်ကိစ္စနဲ့ပတ်သက်ပြီးရွှေပြည်သားမျိုးနွယ်တရားရုံးမှတရားစွဲဆိုမှုပြုလုပ်သောအခါမှသာ တဲဖို့မှုဆောင်ရွက်ခြင်းရပ်တန့်ခဲ့တယ်လို့အဆိုပါလက်သမားများထံမှသိရပါဗျ။အဆိုပါမြေပေါ်လေလုတ်ကင်နေတဲ့ဦးသိန်းလင်ကတရားရုံးမှာဒါနဲ့ပတ်သက်ပြီးအပိသက်အမိန့်မချခင်မှာသူတို့ဘက်ကအခုလိုတဲရီဖို့တာဟာငွေအင်အားဒဏ္ဍအင်အားနဲ့အနိုင်ကျင့်နိုင်ထက်စီးနေလောက်တာဖြစ်ပြီးဒီလိုမျိုးလုပ်နေတာနဲ့ပတ်သက်ပြီးရဲကိုသွားတိုင်ပေမဲ့ဘာမှမထူးလာကြောင်းပြောပါတယ်။ ဲဒီလိုကုန်တွေကားများနဲ့သဲများတင်ဆောင်ကလယ်မြေများပေါ်ဖို့ခြင်းဘူဒိုဇာနဲ့မြေကြီးခြင်းတွေကိုဇန်နဝါရီလ9ရက်နေ့ကစတင်ပြီးယနေ့ချိန်ထိဆောင်ရွက်နေတယ်လို့ဆိုပါရယ်။ဥသိမ်းလင်ပါဝင်လက်သမားဆယ်ဦးဟာရွှေပြည်သားမြို့နယ်၄ရပ်ကွက်ရှိမြေလွတ်မြေလန်90ဧကကိုနေစပါးစိုက်ပျက်ဖို့အတွက်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့အကျိုးတူလုပ်ကိုင်းတဲ့အနေနဲ့ရွှေပြည်သားမြို့နယ်အေဂျင်တာယာရီနဲ့ဖွံ့ဖြိုးရေးကောင်စီမှတာဝန်ပေးမှုအရ2009ခုနှစ်ကစတင်ပြီးလုပ်ကိုင်းခဲ့ကြောင်း2012ခုနှစ်ဒီပန်းစားအုပ်နဲ့စိုက်ပျက်ရေးစိတ်ချင်းဝင်များရရှိခဲ့ကြောင်း အဆိုပါလင်မီများပေါ်ကို2023ခုနှစ်ဇွန်လ6ရက်နေ့မှာကေတုမတီကုမ္ပဏီနဲ့ထပ်အားကကြောတမအသိန်းစုမှဥနေလင်းအောင်ဥအောင်ကိုဝင်ဥညာရဲဝင်းတို့ဦးဆောင်လျက်ဖြည့်ဆည်းမှုဆောင်ရွက်ခဲ့ပြီး2022ခုနှစ်မေလအတွင်းကလည်းတကြိမ်ဖြည့်ဆည်းမှုများပြုလုပ်ခဲ့တယ်လို့ဥသိန်းလင်းကဆိုပါတယ်။လက်သမားများကာရင်ထားတဲ့ဝါချန်စီယူနယ်ဝက်ကများတင်းများဖြည့်ဆည်းခြင်း၊မြေချင်းတူပြီးအုတ်တိုင်းကာရင်ခြင်း၊လက်မြများအတွင်းသဲမြမှုတ်တွင်ကမျိုးစဘာပင်နဲ့စိုက်ပျိုးပြီးသားစဘာများဖြည့်ဆည်းခြင်းများဆောင်ရွက်ခဲ့တယ်ဆိုတာဥနေလင်းအောင်ပါတော့ကိုအေးအေးယူပေးရန်လက်သမားဥသိန်းလင်းက ချွေးပြည်သားမြို့နယ်တရားရုံးမှာ2014ခုနှစ်မှာဦးတိုက်လျှောက်ထားခဲ့ပြီးတရားရုံးမှာပြည်မှုကြီးအမှတ်69မြင်းဆောင်2014နဲ့ဆက်စေးခဲ့ကြောင်းသိရပါတယ်ဒါပေမဲ့ချွေးပြည်သားမြို့နယ်တရားရုံးကအဆွတ်ဆွဲခံရသူဦးနေလင်းအောင်တို့အပေါ်ပြစ်မှုကြောင့်အရာလက်တလောအရေးယူရန်အကြောင်းအရာမပေါ်ပါဟုဆိုကဦးသိန်းလင်းတို့ရဲ့လျှောက်ထားမှုကပလက်ခဲကြောင်း အဲ့ဒီနောက်ဦးသိန်းလင်တို့ကမြောက်ပိုင်း KI တရားရုံးကိုပြင်ဆင်မိတ်လျှောက်ထားခဲ့ပါတယ်။အဲ့လိုပြင်ဆင်မိတ်လျှောက်ထားခဲ့ရာမြောက်ပိုင်း KI တရားရုံးမှာဒုတိယ KI တရားသူကြီးနန်းရွှေမြင့်ကပြင်ဆင်မှုကိုခွင့်ပြုပြီးရင်းမှုအားဥပဒေညင်ကြီးဆက်လက်စစ်ဆေးရန်အမိန့်ချမှတ်ခဲ့ကြောင်းတရားရုံးအထောက်အထားများရသိရပါတယ်။